င်္ဂလာပါကျွန်တော်ရဲ့ knowledge and bermis youtube channel ကနေပြန်လည်ကြိုးစားပါတယ်ကျွန်တော် personal case မအားနာလို့ရှိလို့ကျွန်တော်ရဲ့ video တွေမတင်ပြတာတော်တော်ကြာသွားခဲ့ပါပြီအဲ့ဒီတော့လည်းဒီ video ကနေတော့တောင်းပါပါတယ်ဒီနေ့တော့ဒီ video လေးတစ်ပုဒ်နဲ့ပြန်လည်ပြီးတော့ sharing လုပ်ပေးကြပါတယ်ဒီနေ့ sharing လုပ်မဲ့ဒီ video လေးမှာပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ SSN inventory ဆိုတဲ့အကြောင်းအရာလေးကိုအချင်းချင်းဝင်ပြောပြပေးသွားကြပါမယ်။ကမ္ဘာတွေ NGO တွေတက်လဲဒီကွန်ဆက်ကအရန်ရေးကြည့်ပြီး accounting and financial management warehousing management စတာတွေတက်အသုံးချရမယ်အကြောင်းအရာတစ်ခုဖြစ်ပါတယ်အဲ့တော့အစင်းသိပြင်စားလိုက်အောင်ပါ okay asset ဆိုတာဘာလဲသူ့ definition ရဆိုတော့ asset ဆိုတာကတန်ဖိုးရှိပြီးအနာဂတ်မှာအကျိုးအမြတ်အကျိုးခံစား권ပေးနိုင်မယ်အရင်းမြစ်တစ်ခုကိုဆိုလိုတာပါသူ့ရဲ့ purpose အနေနဲ့ကဘာတွေဖြစ်မလဲဆိုတော့လုပ်ငန်း program အောင်မြင်ဖို့အသုံးပြုတဲ့အခြေခံအရင်းမြစ်လို့မှတ်ယူလို့ရပါတယ် ဥပမာအနေနဲ့ပြောရရင်တော့သူကဘာဖြစ်မှာဆိုတော့ဒီ Brazilinos ခေါ်တဲ့အဆောက်အဦတွေ Barrigas လို့ခေါ်တဲ့ဆက်ရင်ရန်နေရာတွေ cash equipment စတာတွေကိုခေါ်တာပါ access အမျိုးအစားအဓိကနှစ်မျိုးခွဲခြားနိုင်ပါတယ် free access လို့ခေါ်တဲ့ non current access ရယ် current access ဆိုပြီးတော့နှစ်မျိုးခွဲခြားနိုင်ပါတယ် free access ဆိုတာကဘာဖြစ်မလဲ free access ကိုမြန်မာလိုဘာသာပြန်ရေရှည်အသုံးခံနိုင်သောပစ္စည်းအရင်းအမြစ်လို့ တက်မှတ်လို့ရပါတယ်။သူ့ရဲ့ definition ကဘယ်လိုဖြစ်လာမလဲဆိုတော့တက်မှတ်ထားတဲ့ကာလပိုင်းခြားတစ်ခုထားပါတော့အိုးမှာတစ်နှစ်ပေါ့နော်။အဲ့ဒီတစ်နှစ်ထပ်ပို့ပြီးတော့ရေရှိအသုံးခံပြီးရောင်းချရမဟုတ်တဲ့ပစ္စည်းလို့သူကခေါ်တယ်။ရောင်းချရမဟုတ်တဲ့ပစ္စည်းလို့ဆိုရမှာကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ procedure တွေနဲ့သက်ဆိုင်ပါလိမ့်မယ်။တက်မှတ်ထားတဲ့ကာလပိုင်းခြားတစ်ခုဒါမှမဟုတ်သုံးဆွဲရမတင်တော့တဲ့အခါမှာလေလံလင်ရောင်းချတာမျိုးလည်းပြုလုပ်ကြရရှိပါတယ် purpose ကဘာဖြစ်မလဲဆိုတော့ organization နဲ့ company တွေရဲ့စွမ်းဆောင်ရည် တိုးတက်ဖို့အသုံးပြုတဲ့အရာကိုခေါ်တာပါ။သူကဥပမာအနေနဲ့ပြောပြမှာဆိုတော့ဆောနာပြောသလိုပဲ building still ခေါ်တဲ့အစာဦးတွေ radical လို့ခေါ်တဲ့အဲဆက်ရင်ရန်နေရာတွေ machinery computers တွေ office furniture တွေခေါ်တာပါ။ office furniture လို့ခေါ်တဲ့နေရာမှာ high value ဒါမှမဟုတ် long term လို့ခေါ်တဲ့အရာတွေကိုခေါ်တာပါ။သူ accounting treatment လို့ခေါ်တဲ့စရင်အင်းအတွက်ဘယ်လိုတက်မှတ်မှတ်တမ်းတင်လဲဆိုတော့သူက depreciation လို့ခေါ်တဲ့တန်ဖိုး short ချက်ခြင်းတွက်ချက်ခြင်းနဲ့တက်မှတ်ပါတယ်အဲ့ဒီနေရာမှာတခုရှိတာက land လို့ခေါ်တဲ့မြေယာရောမပါပါဘူးနောက်တစ်မျိုးက current assets ပေါ့နော် current assets ဆိုတာကာလတူရေတူအသုံးပြုရပစ္စည်းအရင်းမြစ်ကိုခေါ်တာပါသူ့ရဲ့ purpose ကဘာဖြစ်လဲဆိုတော့ cash flow လျှင်မြန်မှုအတွက်ဒါမှမဟုတ် program အစဉ်ပြေဖို့အတွက်အသုံးပြုတာပါသူ့ဥပမာနဲ့ဘာနဲ့ပြရမလဲဆိုတော့ cash တွေ bank balance တွေ